丽江人啊，放着五十的多，我太受不了了。 ်ချက်ချက်လာပါရှင်ကျွန်တော်တွေကအခုဆိုရင်ပတိမြို့မှာတီထားကိုခဲ့ထားတဲ့အလောင်းစီသူမီတီထားကိုခဲ့ခဲ့တယ်ဗောနော်ဖောင်တော်ဦးစီတော့တို့မဟုတ် ရေကြည်ရင်နောက်ဖျားလို့လေလူတိများတဲ့ရေကြည်ဦးစီတော့ရောက်ရှိနေရဖြစ်ပါတယ်ရှင် ဖရားကြီးကတော့ဒီ CD တော့30ပေါ့เนาะအတွင်းမှာ900ပြည် CD လေးအဲ့ပုံမှာမှာနောက်ထပ် CD တစ်စုပြီးတော့မှနောက်ဆုံးဒီ CD အကြီးငုံပြီးတော့ပြန်လဲတည်ထားကိုးခွေထားတာပါရှင် စိတ်ဝင်စားဖွယ်ဇေရောကြီးရဲ့တမိုင်းအကြောင်းအရာလေးတွေရဲ့နောက်ပြီးတော့ဒီမှာရှိတဲ့ရေကြည်ရေနောက်ကန်နှစ်ကန်မှာရှိတဲ့အကိုတော်အမတော်တို့ရဲ့စိတ်ဝင်စားဖွယ်ဇာကြောင်းလေးတွေရေကြည်ရေနောက်ကန်ရာဇဝင်လေးတွေကိုလည်းဒီမှာရှိတဲ့အဘကစိတ်ဝင်စားဖွယ်ပြပြပေးထားပါတယ်ရှင်ကျွန်တော်တို့နဲ့အတူတူဖရာကြီးဖူးရင်းနဲ့ဒီရာဇဝင်စိတ်ဝင်စားဖွယ်ရာဇဝင်အကြောင်းအရာလေးတွေကိုလိုက်ပါနားထောင်ဖို့အတွက်ဖိတ်ခေါ်ပါတယ်ရှင် ်နည်းနည်းရှိတယ်ကျွန်တော်တို့အေယဝိတိုင်းဒေသကြီးမြို့ပတိန်ရဲ့ကျက်ကြီးပေါ့ဒီကြောင့်ရအောင်ပေါင်းတော်ဘုရားကြီးကိုလာရောက်ဖွင့်ပြကြတဲ့ဘုရားဦးအေရမြာကျမ်းမာတကယ်ဝချမ်းသာကြပါစေဘုရားကြီးကတုံးတုံးတုံးနဲ့ဒီစားဖို့ဝေထားတာပါကျောင်းရည်ပြဟုတ်ပါမှာလားအတွင်းထဲကသမိုင်းဝင်စီလေးကနှစ်ပေါင်းတစ်ထောင်ကျော်ကြာပါပြီ အလယ်မှာတည်ထားတဲ့ကိုယ်ဝဲထားတဲ့ဆရာကတော့နှစ်ပေါင်း900ကျော်ကြာပါပြီ။အပြင်ကဖူးသွင်းနေရတဲ့ဆရာကြီးကတော့35နှစ်ပဲရှိပါသေးတယ်။အပြင်ကတော့ဝင်ရောက်ပြီးတော့ဖူးမြော်ရင်းပြီးတော့နေရကြပါပြီ။ဆရာကြီးရောက်တော့ရောက်ခိုက်ကလေးမှလည်းမိမိတို့ရဲ့ရှင်းလင်းလာပြီးနေတဲ့ဆရာကြီးဘက်ကပြုပြင်ကောင်းမှနိုင်ငံပါဝင်ပြီးတော့ဖူးမြော်ရင်းယူနိုင်ရပါတယ်။အားလုံးကျမ်းမာရေးဆန့်သာကြပါစေ။ကျောင်းပြပါတယ်။ ก็ต้องยัดใส่ในมาก็ไม่รู้ในยาบาลเนาะมีมีมีกับป่ะยามาพี่อ๋อสนอกอ่ะครับยัดตรงนี้ยัดอ่ะมีก็เลยดิยาบาลดูๆบาไปยาบาลเนาะ Sit down, please. Listen, yeah phòng rồi chào tôi nhà khai phía sau nọ cả ô đi mà ta khai vậy nè nó nè ngã sạch chi anh em mà vậy nè ô đi mà đã bị sụt đau nhà để thay mặc cái xe နောက်အကိုတော်မတော်ရောက်လို့ရှိရင်ကြည်ဝေလဲတော်တွေလေအဲ့လိုပါအာစီဝိုင်းရဲ့အောင်မြင်တာတို့လုပ်ငန်းအောင်မြင်တာကြာတော့တို့လာပြီးတော့ထူကြတယ်ပေါ့သမီးရဲ့အဲ့လိုအကြောင်းကြောင်းလေးပေါ့နော်အဲ့တော်တော်လေးအဆင်ပြေတယ်နော်သမီးနော်ဒါကွန်မဏီတရားလာထူတာလူလောကနတ်လောကပြမလောကသုံးလောကထောတာသဗ္ဗညုတရှင်တော်မြတ်စွာဘုရားရှင်ဟာဥထိတ်မှာပတ်စင်၍ ်တရားတပည့်တော်မြတ်စွာဘုရားရှင်ဤတမိုင်းကြောင့်ကိုရှင်းပြပေးมาဖြစ်ပါတယ်။ယခုဆိုရင်သမီးတို့ကမြင်နေရတဲ့ဘုရားလေးက၉တောင်ပြည့်ဘုရားလေးဖြစ်တယ်နော်။ဒီဘုရားလေးကိုဗေမင်းတယ်တာလေဆိုတော့ဒီဘုရားလေးကနှစ်ပေါင်း၁၀၀၀ကျော်ကြာပြီ။ဟိုးတခိတ်တခါကပကံပြည့်ရှင်တော်ယထာမင်း အဲ့ဒီနောယထာမင်းရဲ့နောက်ဆက်တွဲမင်းတပါဖြစ်တဲ့အလောင်းစီသူမင်းနဲ့အဲ့ဒီအလောင်းစီသူမင်းကြီးကအခြားသောမင်းတွေကတိုင်းကန်းလှည့်လည်လို့ရှိရင်သူကစင်တက်တွေမြင့်တက်တွေနဲ့လှည့်လည်တယ်ဒီဘရင်ကြတော့သူကဗာနဲ့လှည့်လည်ဆိုဖောင်တော်နဲ့တိုင်းကန်းလှည့်လည်တယ်သူ့ရဲ့ဖောင်တော်ရဲ့ထူးခြားချက်ကအကြမ်းမင်းကိုတော်တိုင်းသူ့ကိုဆက်တာထားတဲ့ဖောင်တော်အဲ့ဒီဖောင်တော်ကလေထဲမှာလည်းသွားလို့ရတယ်ကုန်းပေါ်မှာလည်းသွားလို့ရတယ်ရေထဲမှာလည်းသွားလို့ရတယ် အရနဲ့မြတ်စွာဘုရားရဲ့ဒေသမြတ်စွာဘုရားပွင့်တော်ပေါ်ပေါက်တော်မူခဲ့တဲ့ဗုဒ္ဓခါယာကိုသွားရောက်ပြီးတော့သူဖူးတယ်ဖူးလဲပြီးလဲပြီးတော့အဲရေလန်းခင်းင်းနဲ့ပြန်လာတယ်ရေလန်းခင်းင်းနဲ့ပြန်လဲလာလဲလာဒီနေရာရောက်တယ်ဆိုရင်ပဲသူကဖောင်တော်လေးကအလိုလိုရက်တန်သွားတယ်တဲ့ဒီနေရာလေးရောက်တော့ရောက်လဲရောက်တော့ရက်လဲရက်လာတော့အာဒီနေရာလေးကဝိသေသာထူးတယ်ဗောအဲကြောင့်ငါကဘုရားတည်တဲ့မင်းလဲဖြစ်တယ်ဖောင်တော်မင်္ဂလာကြီးကလည်းသူ့အကြောင်းမရှိဘဲနဲ့ မရဘူးအကြောင်းရှိဆိုတာရက်တယ်ဆိုပြီးတော့ဒီနေရာလေးမှာခရီးသွားဟန်လွဲပေါ့နော်အဲ့ဖရားလေးကို၉000ကျေးတယ်အဲ့တဲတဲ့ဖောင်းတော်ဆိုင်ရောက်တဲ့နေရာမို့လို့ဒါဖောင်းတော်ဦးဖရားတဲ့တဲတဲ့မင်းကအလောင်းစီသူမင်းတရားကြီးနော်အဲ့ဒါကဒါ၉000ကျေးဖရားလေးဒါဒီမင်းတဲခဲ့တဲ့ဖရားပေါ့နော်နောက်တစ်ခါဒုတိယဖရားကြီးအပြင်းသွားလိုက်နော်အပြင်းသွားလိုက်ဒါလေးအန်ဒါလေးလှည့်ရိုက်လိုက်ပေါ့နော်၉000ကျေး၉000ကျေးဖရား ပေါင်တော်ဆိုင်တဲ့နေရာမို့လို့ပေါင်တော်ဦးဘုရားတဲ့နှစ်ပေါင်းတစ်ထောင်ကျော်ပြီဗကံဘုရားတွေနဲ့တူတူပဲနော်ဗကံဘုရားတွေနဲ့တူတူအဲ့ဒီဘုရားဗကံဘုရားနဲ့တူတူပဲနော်လက်ရရဲဆိုမှတ်တာနိုင်လေးကိုကြည်နိုင် စက္ကန့်လဲတဲ့ပုံစံဆိုတာဘယ်ဖရာရရောက်တာလက်ရရခေါ်တယ်နော်အဲအဲ့ဒီဒီလုံးပတ်တော်ကြီးရလဲအဲ့ဒါဒုတိယဖရာအဘဘကြီးဒုတိယဖရာအဲ့ဖရာကဒုတိယဖရာဘဘတို့ငငယ်တုန်းကဒီဖရာအကြီးမရှိသေးဘူးဒီနှစ်စုပဲရှိသေးတယ်ဒီဖရာဒုတိယဖရာကဒီဒီပသိမ်မြို့မှာနာမည်အထင်ကြီးဟိုကြီးစိုးတယ်ပေါ့နော်အာဆရာတော်ကြီးတပါတော်တော်လေးလည်းဖုံးကံမြောက်တယ်ပေါ့အဲအဲ့ဆရာတော်ကြီးကနေလဲပြီးလဲပြီးရောခုနှစ်ရသသမီးများအားလုံး အဲဆန်းကျန်းကျန်းမာမာဆန်းဆန်းသာသာပြည့်ပြည့်စုံစုံနေနိုင်ပါစေဆိုပြီးတော့မှဘုရားရဲ့ဘွဲ့နာမယ်ကိုပြေလုံးချမ်းသာဘုရားတဲ့အဲ့ဒီဘုရားရဲ့ပုံစံကဘယ်ဘုရားနဲ့တူလဲဆိုတော့သက္ကိုင်းကကောင်းမှုတော်ဘုရားအဲအဲ့လိုလုံလုံပြလုံလုံထီတော်လေးကပေါ်လေးမှာအဲထီတော်လေးနဲ့အပေါ်မှာကျမောက်ကျန်းလာတို့ဘာလို့အပေါ်မှာလှက်ပြီးတော့တတ်တတ်ခရစ်သားလေးတဲ့ပေါ့နော်ဒါလုံးဘတော်ကြီးကအဲအခုအခုပြောတယ်ဒီပြေလုံးချမ်းသာဘုရားဒီဘုရားကနှစ်ပေါင်း900ကျော်

ဆရာဖျားကြီးရဲ့အစဉ်စဉ်တော့သာသနာတော်ထိမ့်သိမ်းဆောင်ရှောက်ခဲ့လို့ဒါကိုယ်ကြီးဖူးတွေ့ရဖူးထိုက်ရတာပေါ့နော် ာဓုပေါင်းကိုပေါင်းပြီးဖြည့်လို့ဖြည့်ရဖြည့်ရဒီတော့ဘုရားတာဓုတာဓုအလောင်းစီသူမင်းတရားကြီးတိထောက်ကိုွယ်တော်မူခဲ့တဲ့ဘုရားနှစ်ပေါင်း1000ကျော်ကြာပါပြီဒုတိယဘုရားကပြည်လုံးချမ်းသာဘုရားအနှစ်ပေါင်း900ကျော်ကြာပါပြီဒီဘုရားကြီးကတော့35နှစ်ပဲရှိပါသေးတယ်ဒီဘုရားကြီးကိုတဲတဲ့ဟိုပါပုဂ္ဂိုလ်ကတော့ဘာလို့ဒီ ဒီပသိမ်မျိုးပေါ်မှာအဲတာဝန်ကျသွားတဲ့တိုင်းမူကြီးဦးမြအောင်ကြီးပေါ့နော်သူပြီးထားကိုွယ်ထားတဲ့ဖခါဖခါကသေချာကြည့်အောက်ခြေကထောင်လေးတွေထောင်လေးတွေရှိတယ်ရှစ်ထောင်အဲရှစ်ထောင်ဆက်ဆက်တဲ့ပုံစံကဗကံကဗကံကကရော့ပလင်ဖခါပုံစံရှစ်ထောင်ရှစ်ထောင်အဲရှစ်ထောင်ဆက်ဆက်ကကရော့ပလင်ဖခါပုံစံဟိုးအလေလောက်မှာ၄ထောင်ဆက်ဆက်၄ထောင်ဆက်ဆက်တဲ့ပုံက ဒီမင်းကြီးပဲတက္ကမတဲထားတယ်တက္ကမသဗ္ဗညုဖရာဆိုတာသမီးတို့လည်းရောက်ခုပါတယ်နော်သဗ္ဗညုဖရာညံတော်အမြင့်ဆုံးတက္ကမလေးအဲအဲ့ဒါလည်းသူတဲခဲ့တာအဲ့ဒီအလဲရဖရာကသူ့ရဲ့ဥပဥပနေတရားကိုခံယူပြီးတော့အလဲမှာသဗ္ဗညုတာပုံဟိုးအပေါ်ဆုံးကဖရာကဖတ်ပါမင်းမယ်ဖရာပုံနဲ့တူတယ်ပကံကအပေါ်ဆုံးကအပေါ်ဆုံးကအထွတ်တင်ထားတာဖရာပုံစံလေးနော်အဲဟုတ်ပြီအောက်ကအောက်ကခရော့ပလင်ဖရာပုံစံ80000ဆက်ဆက်နဲ့အလဲက4000ဆက်ဆက်နဲ့ဟာ အဲဒီမင်းကြီးပဲတီထားကိုယ်ဝယ်တော်မူခဲ့တဲ့တပ်ပိညုတာပုံတော်ဖရာပုံတပ်ပိညုပကံကနော်အို့အပေါ်ဆုံးကအာနန္ဒာဖရာပုံဒီဖရာကြီးကတော့30ခန်းနှစ်ပဲရှိသေးတယ်နော်သဘောပါပြီလားအခုတော့မတော်ရှိပါမယ်နော်အဲ့ နန်းနန်းလေးပါအပြင်းနေရိုက်လိုက်နော်တက်ပြီးပါရဲ့အဲဟုတ်ပြီအကိုတော်နဲ့အမတော်ဆိုတာကပြောရင်လေဘာဘာတို့ကငငယ်လေးတွေကရှေ့ကအဘိုးကြီးပြီးရင်ဘယ်နေကပြီးတော့ဆင့်ကဆင့်ကပြောခဲ့လို့လေပြီးရတာပေါ့နော်ရှေ့ကရာဇဝင်ဆိုတာကရှေ့ရပုဂ္ဂိုလ်တွေကသာပြောပြလို့သိကြရတာသားလေးတွေမှာရေးပြတော့လည်းပဲသိကြရတာပေါ့နော်အခုလိုသမီးတို့အခုခင်မှာဆိုလို့ချင်းမှတ်တမ်းတင်ပြီးတော့အခုလိုဗီဒီယိုဖိုင်လေးတွေရိုက်ပြီးတော့ပြောတော့တယ်နောက်လာနောက်သားလေးတွေသိရတာပေါ့နော် အဲပဇာရာဇဝင်ကလည်းရှေ့ရာရာဇဝင်တူတူပဲပေါ့နော်ဒါလေးတွေအထင်သေးစရာလည်းမလိုဘူးရုံမယုံကြည်စရာလည်းအကြောင်းမရှိဘူးအမှန်တကယ်လည်းရောင်းရမှာပေါ့နော်ပြောမယ်ဆိုရင်တော့ဒီအမတော်နဲ့အကိုတော်ကမောင်နှမအဲမောင်နှမနှစ်ယောက်မှာသူတို့ကတစ္ဆာတစ္ဆာဒိဋ္ဌံထားတယ်ပေါ့တသက်တာအဲလင်မယူဘူးအိမ်တော်မပြူးပေါ့နော်အဲလင်မယူဘူးအမတော်ကမယူဘူးအကိုတော်ကလည်းသူအိမ်တော်မပြူးပေါ့နော်ဒီလိုနဲ့မောင်နှမတွေနေနေလာတော့အမတော်ကအယံချောတယ်အဲအယံချောတယ် ဟိုကပညာလည်းတတ်တယ်အရန်လည်းချော်တယ်ဥစ္စာလည်းရှိတယ်ပြီးတော့သူ့မှာဝင်းတွင်ပညာအတိုက်ရှိတယ်သူ့မှာအဲ့ဒါတမီးတို့နာလေ့လာဘူးလားဝင်းတွင်အတတ်ပညာလေးအေးကြားဘူးပြီးတော့ပြောလို့ရရင်တော့ပြောပြမယ်နော်ကြားလိုက်တော့အဲ့ဒါနဲ့ဒီအမတော်လိုချင်တော့တိုင်းတစ်ပါးကဘယင်မင်းတစ်ပါးကတခါလေသူ့ကိုယူမယ်ပေါ့ သူ့ကိုယူမယ်ဆိုလဲပြီးလဲပြီးတော့အတင်းအကျပ်ကင်ပြီးတော့ယူမယ်ဆိုပြီးတော့လောက်တာသူကယူမခံဘူးသူငါအစတည်းမယူဘူးလို့ပြောထားတာအဲ့ဒါနဲ့ပဲသူကထွက်ပြေးလာတာထွက်ပြေးလာတာထွက်ပြေးပြေးမိပြေးရပြေးလာတာပေါ့နော်ပြေးပြေးပြေးရပြေးလာတော့ဒီကိုရောက်တော့ရောက်လဲရောက်တော့သူကဘယ်လိုတိုင်တယ်လို့ငါနောက်ကိုတော့ဒီရန်သူတွေကလိုက်လာမှာပဲရန်သူတို့သူကတတ်မှတ်လိုက်ပြီပေါ့နော်သူနောက်ကိုပြေးလာတဲ့လူတွေလိုက်လာတဲ့လူတွေဟာလာငါကန်တကန်တူးမယ်ဒီမှာကန်တကန်တူးပြီးတော့မှပကံကိုရိုက် ကန်တကန်တူးမယ်ကန်ကရတဲ့မြေကြီးလေးကိုလည်းငါအကိုလွမ်းတယ်သူကမောင်နှမနှစ်ယောက်တည်းရှိတယ်သူပြေးလာတော့သူ့ရဲ့အပေါင်းဖော်တွေလည်းပါလာပေါ့နော်အဲ့တော့ငါအကူလေးကိုလွမ်းလိုက်တာဆိုပြီးရက်ကတည်းကြာနေတာပေါ့လားတွေလည်းကြာတာပေါ့နော်တနေ့တည်းလာပြီးတနေ့တည်းပြန်လို့လည်းမရဘူးလေ၆ပြေးနေတော့အဲ့ဒါနဲ့ ဟိုအဟိုးအနာလေးမှာသူလွမ်းစေသည်လေသူအကိုလွမ်းလို့လွမ်းစေသည်လေတဲတယ်တဲလေပြီးလေပြီးလေပြီးရောသူအဲ့လိုနဲ့နေနေနဲ့ငါအကိုနဲ့လဲငါနဲ့လဲဝေးပါပြီပေါ့နော်ဒီတက်တက်လဲဆုံမှလဲမဟုတ်တော့ပါဘူးဒီမှာဟာဘာမဟုတ်တဲ့လူလဲငါမယူချင်ဘူးပေါ့နော်ဆုတ်လဲဆုတ်လဲပြီးလေပြီးရောဟိုတုန်းကတော့ကျွန်တော်တို့အသိခဲ့ရအောင်တလောက်ကတော့အမတော်ကသူ့ရဲ့ကံလေးမှာပဲဆက်သေးလိုက်တယ်တဲ့ပြန်သနာဖို့ရကောင်းတယ်နောက်နောက်နောက်ကာလရေလေရောသားတော့ထွက်သွားတယ်လို့ဒီလိုလေးပြောတယ်ပေါ့နော်အမမတော်ဒါတော့ကိုနှစ် ီနှစ်ခုလေးကွာကိုပဲဆုံးပြလိုက်ပါတော့အဲ့ဒါအမကစိတ်ကြီးတယ်ဘလို့စိတ်ကြီးတယ်ဆိုတော့ငါနောက်ကိုလိုက်လာတဲ့လူတွေဟာငါကံကရေကိုတောက်ချင်ငါကံကရေကိုခြေောက်ဆေးချင်ငါ့ကိုမထိန်မဲ့မြင်ပြောခဲ့ရင်ပေါ့နော်သွေးစိမ့်အမစီဒီလားဒီနေရာမှာဒုက္ခမျိုးစုံရောက်ပါစေဆိုပြီးတော့အမတော်အဲ့လိုကျိန်းစာတိုက်တာအဲ့ဒီကံကဘာဘာတို့ငငယ်တုန်းကဆိုလို့ရှိရင်ဒီကံနှစ်ကံကစက်မထားဘူးခုမှစက်ထားလား ဒီဖျားကြီးတဲတော့မှာစလိုက်တာငကုံးကဆိုတကန်စီအမတော်ကံကလေးမိုးလွဲဆိုရေတွေအများကြီးပဲအောက်ရေတွေအပေါ်ကလည်းမိုးရေတွေအများကြီးပဲအောက်ရေပေါ်ရေဆိုတော့ရေတွေများနေတာအများရနောက်နေအမရေများနေကြီးနေရမှာမလားမရဘူးအများရကိုနောက်နေရအဲ့ဒါနဲ့နှောက်တော့ဒီဖျားကြီးလက်တယ်လက်တဲ့ကောကန်နှစ်ကန်စလိုက်တော့ရေဟိုဘက်ရေနဲ့ဒီဘက်နဲ့ကူးလူဆက်ကဆိုတော့မနောက်တော့ဘူးပေါ့နော်ဒါတော့မှပေးချခြင်းနောက်တယ်ဒါအမတော်ရဲ့သူ့ရဲ့စိတ်ကနေပြီးတော့အဲ့လိုပြောတာပေါ့နော် ပြောလဲပြောအားရနေပဲအကိုတော်ကတခါလေနိုင်လာတာဗောနှမနာကိုဘယ်ဘယ်ရတော့မဟုတ်ဘူးရှောက်လိုက်တာဗောလိုက်ချက်လိုက်ချက်နဲ့ဒီရောက်လဲကြာလဲကြာနေပြီဒီလဲရောက်လဲရောက်လာကောသူတို့စီးလာတဲ့စင်ရစင်ဆိုတော့လဲတိရစ္ဆာန်ဆိုတော့လဲမသိဘောရင်မြင်ပေါက်တာဗောနော်ရင်မြင်ပြီးတော့တောက်လဲတောက်လိုက်ကောအဲ့မှာတင်ပွဲချင်းပြီးပေရောအာဒီလိုဆိုရင်သူတို့မောင်နှမဆိုတော့တူတူကိုကိုအကုန်သိကြတယ်ကိုအမအကြောင်းကိုသိတယ်လို့ကိုအကိုအကြောင်းလည်းသိတာဗောနော်အော်ငါအမကစိတ် ေါ့နော်ဆက်တယ်စိတ်ကြီးတယ်အဲ့တော့ငါအမကျင်စာတိုက်ခဲ့တာပဲကဲငါအမကံကဒုက္ခရောက်တဲ့လူမှန်သမျှပေါ့နော်အန္တရာယ်ရှိတဲ့လူမှန်သမျှငါရဲ့ရေကြီးကံရေတောက်ကံရေကြီးကံလေးကိုတောက်လို့ရှိရင်ပျောက်ပါစေဆိုပြီးတော့ဒါမေတ္တာကြီးကံပေါ့နော်အကိုတော်ကသူကတရားသမားအဲအဲ့ဒါအကိုတော်ကဖျားတဲထားတဲ့ဒီနောက်မှာသူအဲ့ဒီဟာမြေကြီးရတဲ့မြေကြီးလေးကိုသူဖျားဆက်ကြမှုနေဖျားတဲ့အဲ့ဒါအကိုတော်ကတရားသမားလားဒီဘက်ကိုပြန်လှည့်မယ်နော်အမအမတော်ကြောင့်ပြီးသွားတယ် အဲ့ဒါနဲ့အမတော်ကစိတ်ကြီးတော့အဲ့လိုကျင်းစာလေးတိုက်တော့လူတွေဒုက္ခရောက်တော့ဒုက္ခတွေရောက်ပြီးတော့သင်မဆုလို့အကိုတော်ကအမြတ်တာကံလေးတူလဲပြီးလဲပြီးရောဖရားတည်တယ်အဲ့လိုအန္တရာယ်ရှိလို့ရှိရင်လည်းအကိုတော်ကံလို့ရှိရင်အဲတောက်လိုက်လို့ရှင်ပျောက်တယ်ဆိုကြပါစို့ပေါ့နော်ဒါတခုလေးကျွန်တော်ပြောခြင်းပါသေးတယ်ဒါပြင်နှစ်တည်ကြာလာတော့သူတို့လည်းနှစ်900ကျော်ပြီပထမဒုတိယဖရာနဲ့ဆိုမတိမ်မရိတ်လေအဲ့ဒါနှစ်တည်ကြာလာတော့ဒါတွေမရှိတော့ဘူးလားလို့မေးစရာလိုလို့ရှင်မေးလို့ရတယ် ဘယ်လိုမေးလို့ရတယ်ဆိုတော့ဟာရီရဲ့ဖခင်ကြီးရဲ့နောက်မှာလေကွင်းအဲ့ဒီလေကွင်းထဲမှာမရှိစင်းရတာပေါ့ပိုက်ချစားရတယ်အဲငါမြုံထောင်လာတော့ငါဖမ်းပြီးတော့စားရတယ်ပေါ့နော်အဲ့ဒါဒီထဲမှာငါတဲ့ကန်ထဲမှာငါတွေရှိတယ်အဲ့ဒါဟိုမြတ်ဘက်ကြီး၁၂နာရီတချက်တီလောက်ကြီးလာခိုးဖမ်းတာပိုက်နေပြတာပေါ့နော်အဲ့ဒါပြည့်လဲသွားလဲပြီးလဲပြီးရောသူတို့ရောင်းဝယ်စားရတာပေါ့စားလဲပြီးလဲပြီးရောတိတ်မကြအခုနှစ်နှစ်လောက်ပဲရှိသေးတယ်တိတ်မကြဘူးတခါတည်းအပိအပိဖူဖူဖူရေတခါထွက်လာတာ ထွက်လာပြီးတော့ရှောက်ဆေးတွေကူတာဘယ်မှကူလို့မရအောင်နှစ်လလောက်ပဲကြာသေးတယ် အဲအဒီလိုရှိတယ်အရန်စွန်းလဲစွန်းတယ်အမလေအဲ့ဒါအမတော့အကိုတော့အခုဒါရှမ်းပြည်ကကြံခဲ့တဲ့ရက်ကလေးကမှအဝယ်စားလာလဲပြီးသွားတာအဲ့မှာကဖတ်တီမင်းမင်းမြောက်တန်းစား၅ပါးတွေအစုံပဲเนาะအဲ့ဒါအပွဲတွေပါလေထိုးတယ်အခုသူတို့အခုဆိုလို့ရှိရင်အကိုတော့အတွက်ကောအမတော့အတွက်ကောဒိဋ္ဌံကြတယ်စီးပွားရေးသမားတွေကဒိဋ္ဌံတယ်နောက်တစ်ခါကျွန်တော်တို့တိုင်းပြည်မှာဟိုဝန်ထမ်းတွေပေါ့เนาะအဲဒီယာဓုဌာနတာတွေလည်းတိုးကျင်ပါတယ်ဆိုလို့ရှိရင်လည်းအဲ့မှာပွဲတွေပြင်ကြတယ်ပေါ့เนาะအဲ့ဒါလည်းပြည့်ရပြည့်ရအမ သမီးတို့လည်းအမတို့တွေလည်းစူတောင်းပြီးတော့ပြေးအောင်လုပ်မယ်ဆိုကျွန်တော်စူတောင်းပြီးမယ်ပြီးတော့နော်အကုန်ပြီးလို့ရှင်အဲ့ဒါနဲ့ဒီမှာအမအကိုတော့ကန်လာသွားတရားထိုင်တဲ့နေရာလေးဟိုအထိုင်းဘုတ်ကလေးပါရိုက်မောင်တော်အာမောင်တော်ပြမဒေဝမင်းသားနော်ဟိုခုနအေးအမဟိုမှာတိုင်းဘုတ်ကလေးနော်ပြီးတော့ရိုက်အဲ့အဲ့ခုနပြောတဲ့အတိုင်းပေါ့နော်အကိုတော်ကမြေတားရေကြီးကံပေါ့သူကမြေတားနဲ့နေတယ်တရားနဲ့နေတယ်တရားအထုတ်တယ်ဘာဘာတို့လည်းတရားအထုတ်တော့ကိုတော်မတော်ရေရှိမှစူတောင်းရတာပေါ့နော်အခုလိုမှပြန်လှူတယ် အပထမ်းပွဲတွေရွတ်တော်လဲဟိုပါပေါ့နော်နေစွန်းတို့ညာစွန်းတို့ပြန်လူတယ်ဒီမှာတရားပွဲတွေလုပ်တယ်ဘဘလို့တိန်းနေချီပြီးတော့ကိုလူတာအဲ့လိုမျိုးကိုမီတို့ဒီကံကအခုခဏပြောလဲအကိုတော်တူရဲ့ကံရတ္တရေကြီးကံဟိုဖရားလေးကအကိုတော်ရိုက်ဖရားလေးပါဆိုအကိုတော်အကိုတော်ဒီဒီကံကရတဲ့ရှင်မြေကိုယူလဲပြီးလဲပြီးတော့စัจ जा မူနီဖရားတဲ့အဲ့ဒါတို့ရစုကိုတောင်းတောင်းလို့ရတဲ့လုံငန်းကံကနေအစဉ်ပြေတဲ့သူတို့ဘာအတိုက်ခိုက်နှောက်ရှက်ဖြစ်စီတွေကိုလဲပယ်ရှားပေးတဲ့ဘောင်းနမနေအောင်စလုံး ကံရည်ပြင်လေးကိုသေချာရိုက်နော်ကြောက်တဲ့နာမည်ဒီကနေပဲရိုက်လိုက်ဒီကနေဆွဲရလဲအောက်မှာဟိုပါစူးကုန်းမှာ ဒီမှာကြီးဟိုကလည်းစိမ့်နေဒီကလည်းစိမ့်နေစိမ့်မနေဟိုကစိမ့်စိမ့်လေးကကြီးနေသလားဒီကစိမ့်စိမ့်လေးကနောက်လေးတဲ့ကဘာလို့ငယ်ငယ်တုန်းကဆိုလို့ရှင်ဟိုရှွန့်ပုတ်ရေးတွေတော့အမြဲနောက်လေအမြဲတမ်းနောက်လာတော့ကြောင့်ရေကြီးကရေနောက်ကဆိုပြီးဟိုးတခိတ်တခါတည်းက အကိုတော်ကံကရေကြီးလို့အမတော်ကံကရေနောက်လို့အဲ့ဒီရေကြီးကံရေနောက်ကံလေးကိုအစွဲပြီးပြီးတော့ရေကြီးရေနောက်ဖရာရေကြီးရေနောက်အကိုတော်အမတော်ကွင်းရေကြီးရေနောက်ကဖရာကြီးဆိုပြီးရက်ကူးတက်တိုင်းဒီဒီရှိနေတုန်းဒီနာမည်လေးကနော်အမှန်တကယ်လဲရှိတယ်အမှန်တကယ်လဲအခုပြောခဲ့တဲ့အတိုင်းပါပဲလို့နော်အကိုတော်တွေအမတော်တွေကလည်းသူတို့ဒီလိုနေပင်နဲ့လဲစောင့်ရှောက်တယ်သူတို့လာပြင်းတဲ့ပွဲတွေပတ်စံတွေလဲအဲ့ဒါဖရာကြီးတွေပဲအကုန်ရောက်တယ်နော်ဝင်းနေမှာတော့ဖရာတွေအများကြီးပဲနော် ိုက်မှာဟိုပါလျောင်းတော်မူဘုရားရှိတယ်လျောင်းမတော်မူဘုရားရဲ့ရှင်မှာနဂယုံဘုရားရှိတယ်အဲနဂယုံဘုရားရဲ့ရှင်မှာကျတော့သူကသိန်တော်ကြီးရှိတယ်အဲ့ဒါတော့ဘာမှလိုက်မရှင်းတော့ဘူးဒီမှာပဲပြောလိုက်မယ်နော်ဟုတ်ကဲ့ပါဟုတ်သိန်ဆိုတာကမြန်မာပြည်အမြောက်အများမှာသိန်တွေမြောက်များစွာရှိတယ်သိန်တွေဆိုတာကမြေပေါ်မှာပဲတင်ဆောက်ကြတာဒီမှာလည်းမြေပေါ်တင်ဆောက်တာအဲမှန်ပါတယ်ဒါပေမဲ့သူကကန်ကြီးကိုတူးလိုက်တာကန်ပတ်ပတ်လေးကိုတူးပြီးတော့မှအလဲဘက်ဟိုမှာပေါ့နော် ကယ်လိုက်တာကတိန်တော်မင်္ဂလာကြီးအဲ့ဒီတိန်ကိုလည်းပဲတူတူကိုကိုတဲတဲ့တိန်တော်မဟုတ်ဘူးနည်းနည်းရရဆောက်လုပ်တဲ့ပုံကောမဟုတ်ဘူးအဲ့တော့ပြောမယ်ဆိုရင်တော့လည်းအများကြီးပဲအ သာသနာတော်အစတထုံကလို့ပြောလဲပြီးလဲပြီးရောတမိတို့လည်းသိပါတယ်နော်သာသနာတော်အစတထုံကတထုံကနေပြီးတော့အဲတော့ယထာနာမင်းကြီးကနေပြီးတော့တွားပြီးတော့ချင်းမြင့်နဲ့တောက်ခံနဲ့တောက်ခံလဲပြီးလဲပြီးတော့ပကံကိုရောက်တယ်ပကံမှာရွာကြီးစကူရွာတဲတယ်တဲလဲပြီးတော့သာသနာတော်ကြီးကိုထုံကအောင်လို့ဘုရားတဲတယ်ကြောင်းဆောက်တယ်ပေါ့နော်အဲ့ဒီနေရာမှာအရှင်အရဟံဒီအဲ့တော့ယထာမင်းကြီးနဲ့တခါလဲဆရာနဲ့တခါလက်တွဲပြီးတော့ ာသနာတော်ကြီးကိုပြုလိုက်တာယနေ့တက်တိုင်းဒီသာသနာတော်ကြီးကနေလိုလာလို့ထုံလင်းတောက်ပါတယ်ပြောလိုတာကအဲ့ဒီဟိုဟာအရှင်အရဟံနဲ့ယဟန္တာကိုတော်မထေမြတ်ကြီးနဲ့အတူတူပါလာတဲ့ဒီယဟန္တာမထေမြတ်ကြီးကရှင်စပ်ပရာတဲ့သူကဒီရှင်စပ်ပရာကဘာဘာတို့ဒီပသိဒါအဲ့ပသိဒါဒီဘယ်သူကဘယ်နေရာလဲဆိုတော့ ဒီနပူတော့နားမှာရွာလေးတွေပါရှိတယ်ရွာလေးတော့ဘောမမမီအဲ့မှာကြီးပြင်းလဲပြီးလဲပြီးတော့ဖုံးဝဲဖုံးဝဲဝီရဟနာဖြစ်တဲ့ဒီပေါ့နော်အဲ့မှာရဟနာအဲ့သူကဆောက်လုပ်ခဲ့တဲ့နေရာကအဲ့သိန်းတော်မင်္ဂလာကြီးရဲ့ဘွဲ့နာမည်ကအဲဒီသူကိုယ်တိုင်ဆောက်လုပ်လူတန်းခဲ့တဲ့အဲရဟနာကိုတော့မထေမြတ်ကြီးဆောက်လုပ်ပူဇော်ခဲ့တဲ့ရဟနာသိန်းတော်ကြီးအဲ့ဒီမှာတရားထိုင်တဲ့အခါတို့အခုလိုစူတောင်းတဲ့အခါတို့ဆိုလို့ရှိရင်အဆင်ပြေတယ်ဘာဖြစ်လို့ဆိုတော့သူကရဟနာမထေမြတ်ကြီးကိုရော်တိုင်းကိုပြုလုပ်ခဲ့တာအေးအဲ့ဒါအဲ့ဒါ အဲ့ဒါလေးပေါ့နော်သူကတော့ထူးထူးခြားခြားလေးရဟန္တာမထေရကြီးရင်ဆောက်လုပ်ပူဇော်ခဲ့တဲ့ပိပသိမ်မှာပိရင်း၉၀ရှိတယ်အဲသူလောက်ခဲ့တာဒီဟာတော့အထီးခရပေါ့နော်ဒါပေမဲ့တို့ဟိုဟာမှာလေးပုံစံလမ်းမှာတိမ်တော်ကြီးတွေ့ရအဲအဲ့ဒါလည်းသူဆောက်တာပဲပြီးတော့ဟိုအဲဟိုဥစ္စာလေးညမညာဈေးဟောင်းလေးညမအဲ့ဘညမညာလည်းပြောယူတာကျလို့ရသပင်ဈေးအနားမှာလည်းတိမ်တိမ်တစ်ခုရှိတယ်လေအဲအဲ့ဒါသူဆောက်တာပဲအများကြီးပဲသူဆောက်တာအားလုံး၉၀ရှိတယ်

Okay. okay. ဒီဝင်းထဲမှာလည်းတီထားရဲ့ဖရားတွေကအများကြီးပဲเนาะဟိုပုံပုံကြောင်းကြီးဆိုတော့ဒီဘက်ကကြောင်းကြီးဆိုတော့ဒါရှေးကြောင်းကြီးဖြစ်မှာရှင့်အဲနှစ်ပေါင်းတစ်ထောင်ကျော်ပြီဆိုတော့လေဟိုစီရီလေးကိုတီးခဲ့တာအလောင်းစီသူမင်းတီးခဲ့တာနှစ်ပေါင်းတစ်ထောင်ကျော်ပြီဆိုတော့ ခက်အဆက်အဆက်မင်းအဆက်ဆက်ပေါ့နော်ဘာကောဘကတွေအဆက်ဆက်ဆရာတော်ကြီးတွေအဆက်ဆက်ဒါကပြုပြင်တည်ထားခဲ့ကြမယ်သာသနာဆက်လက်ပြုခဲ့ကြမယ်ဆိုတော့ဒီမှာဆိုလဲတော့ဒီတည်ခဲ့တဲ့ဟိုရှိနေတဲ့ဖရားတွေကိုပြုပြင်မမနာထက်ထက်ထက်တည်ကြရလဲအများကြီးဆိုတော့လေဒီအနောက်တွေထဲမှာဆိုရင်လည်းဟိုမှာရက်တော်မူဖရားတွေဆိုတော့လှမ်းမြင်နေရတယ် ဝင်အကျေကြီးပဲဆိုတော့ဒီလိုဘုံမှာလည်းဖူးစီရဖျားအများကြီးရှိတယ်ရောအဲ့ဘက်တွေတော့မသွားတော့ဘူးပေါ့နော်ဒီဘက်ကစီရောကြီးဖူးပြီးတော့ဒီဘက်ဆက်သွားပါမယ်ရှင်ဒီတော့မှရှင်မောက်ကလန်ယဟန်တာယဟန်နာကိုရောရဲ့ရုပ်ထုတွေလည်းတည်ထားရှင်ဒီဘက်ထဲမှာပေါ့နော်ဒီဘက်ကတော့ရှင်တိဝလိမထေရမြတ်ကြီးရဲ့ကံတော်လည်းရှိပါတယ်ဖျားဝင်ရအကျေကြီးပဲရှင် ဒီဘက်မှာဒီလျောင်းတော်မူဆိုပြီးတော့လျောင်းတော်မူရုပ်ပွားတော်ကြီးရှိပါတယ်ဒီဘက်မှာတော့နဂယုံဖျားပါရှင် 1350ခုနှစ်တဲ့6000တောင်တစ်နှစ်ကြီးတယ်ဒီကျောင်းဆောင်ဆောင်လို့တာလျောင်းတော်မူဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးပါဒီဘက်ကတော့ငကေယုံဘုရားကြီးရှိပါတယ်ရှင် cô rồi mà ho a ko ro a ma ro lu kan ma le chwe lu ya lu pyo cũng ma rồi bak ka nga hi pu mya ya so le không di bak ko la ba ဒီကဒီမှာခက်ခက်တော့ကြီးဒီကဟိုကောင်းတယ်ရောက်တော့ပါဘာဘူးလိုက်တာတားလို့ nó ấy vậy vậy, không đi mua thì ăn gì sợ, chơi vào chơi vào đu đu vào vào chơi, Mau ho chơi chơi lại nhà em đi, để ta đâu vào thì bố vào thì sao vào thì ni à, anh đâu giao được xin, con đi đi chơi đi, quý gia đi chơi, ngã gia đi chơi, chơi cái nó ngã, như ai? ပင်ရဲ့အေဂျင့်အုပ်ဆိုင်နေပါတယ်အားလုံးပဲကျွန်တော်တို့ဒီအလောင်းစီသူမင်းရဲ့ဖောင်တော်ဦးစေရောမြတ်ကြီးကိုဖူးမြော်ကြည့်ညိုပြီးတော့အဘပြပြရဲ့ရာဇဝင်လေးနဲ့နားထောင်ပြီးတော့ စိတ်ကြည်လူအေးချမ်းကြလိမ့်မယ်။ကုသိုလ်ရဲ့အများကြီးပွားများလိမ့်မယ်လို့ယုံကြည်ပါရရှင်။ယခုဗီဒီယိုလေးကိုကြည့်ရှုပြီးတဲ့အခါမှာဘ ഹു တ္တတရားရှိတဲ့တုံမဟုတ်ကုသိုလ်တရားတွေပွားများရတယ်ဆိုလို့ရှိရင်ကျောင်းရဲ့ဖရားတူတူဖူးရအောင်ဆိုရယ် YouTube channel လေးကို subscribe လေးလုပ်သွားပေးပါအောင်နော်။ဗီဒီယိုလေးရဲ့အောက်မှာ like တွေ share တွေ comment တွေလည်းပေးလို့ရပါတယ်။ comment တွေရေးပေးတဲ့အခါကျတော့လည်းအားရှိရပါဘောနော်။ယခုလိုမျိုးပဲကျောင်းနဲ့တူတူနောက်ထပ်ဖရားတွေအများကြီးတူတူဖူးကြပါမယ်ရှင်။နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်နော်။